ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အသက်သွင်းတဲ့မန်တန်သုံးဖို့မြပေးမှဖြစ်ပါတယ်ဘာလီကိုအသက်သွင်းလို့ရလဲဆိုတော့မိတ်ဆွေများမှာရှိတဲ့အဆောင်လက်ဖွဲ့အင်းအိုင်ခလက်ခဝုံရုပ်တွေပြရပဒုံးတွေစပစ်ကျွန်းတဲ့အဆောင်တွေအဆောင်လက်ဖွဲ့ဆွဲကြိုးစပစ်အရာအလုံးဂံမြက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေအရာအလုံးကိုအသက်သွင်းလို့ရပါတယ် အသက်သွင်းလိုက်လေဆိုတော့ကျွန်တော်တို့ကဥပမာဆိုကြပါစို့အသက်သွင်းလိုက်လေဆိုတော့အဲ့အရုပ်ကထပ်ပြီးလမ်းလျှောက်မှာတော့မဟုတ်ဘူးပေါ့ဗျာအသက်သွင်းလိုက်ပြီဆိုလို့ရှိရင်ဥပမာဥပမာဆိုကြပါစို့သူကဘာဖြစ်စီလဲသူနဲ့ဆိုင်တဲ့အရာအဝသူ့အတူထပ်ပြီးတော့အလုပ်လေးလုပ်ပြီးမှဖြစ်ပါတယ်ဥပမာဥပမာဆိုကြပါစို့ကျွန်တော်ကပီးရဗတုံးအဆောင်အရုပ်လေးကိုကင်ပြီးတော့ကျွန်တော်ဒီဟာနဲ့အသက်သွင်းလိုက်တယ်အသက်သွင်းပြီဆိုလို့ရှိရင်အဲ့ပီးရဗတုံးအဆောင်လေးကကျွန်တော်တို့တွေချက်ချင်းပဲသူ့ရဲ့အစွမ်းလေးသူထပ်ပြတယ်အဲ့လိုပုံတော့သူ့မှာသူ့ရဲ့သူ့ရဲ့စိတ်ထဲမှာအဲ့ ဘရုံးရဲ့စိတ်ထဲမှာသူ့ဘရုံးရဲ့ကျွန်တော်တွေအဲအယုတ်ထဲမှာအစွမ်းအာနိသိနဲ့ဝင်သွားပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ကုညင်ပေးပါတယ်ကုညင်ပေးတဲ့ဆိုတာဒီအယုတ်ကအနေကင်းတဲ့အဆောင်ဆုံးအနေလေးရှင်းပေးတယ်အဲ့တော့ကျွန်တော်ရေးစီဝါကြီးနဲ့ပတ်သက်တဲ့အရာဆောင်တို့စီဝါကြီးလေးကောင်းအောင်လုပ်ပေးတယ်ပီအက်နဲ့ပတ်သက်တဲ့အရာဆိုရင်ပီအက်တွေကောင်းအောင်လုပ်ပေးတယ်အဲ့လိုမျိုးထပ်ပြီးတော့သူကထပ်လုပ်ပေးပါတယ်ဒါကြောင့်မို့သူတို့အသက်သွင်းမှုလိုပါတယ်အဲ့တော့ကျွန်တော်အတမ်းမရှိတဲ့အရာတစ်ခုကတော့ကြောက်တုံးလိုပဲဖြစ်နေမှာပဲဘာမှကျွန်တော်အစွမ်းနေပြမှာမဟုတ်ပါဘူး အဲ့တော့ကျွန်တော်တို့ကဒီဟာကိုအသက်သွင်းမှုဖို့လိုပါတယ်အသက်သွင်းနေနေမှာတယ်ကျွန်တော်တို့ကျွန်တော်အရင်ဗီဒီယိုမှာတော့ကျွန်တော်တိတ်ထိတီတင်ပြီးမဲ့တိတ်ထိတီရောက်လောင်တိတ်ထိတင်ပြီးမဲ့မန်တန်မြောက်ပေးခဲ့ပါတယ်အဲ့တော့ဒီဟာလေးကိုမတင်ရသေးကျွန်တော်အရင်ကျွန်တော်အရင်ဗီဒီယိုမှာအပေါ်လေးမှာတွဲပေးထားမယ်နော်အဲ့တော့တိတ်ထိအရင်တင်ရမယ်တင်ပြီးလို့ရှိရင်တော့ဒီဟာနဲ့အသက်သွင်းလို့ရပါပြီဗျအ အသက်သွင်းတဲ့နေရာမှာလည်းမန္တန်သုံးဖို့ရှိပါတယ်ပထမတစ်ပုတ်ကနေဘက်တင်ရမယ်အဲနေဘက်သွင်းရမယ်ပေါ့နော်အဒုတိယတစ်ပုတ်ကညဘက်ကိုသွင်းရမယ်ဒါတတိယတစ်ပုတ်ကတော့နေရောညရောဘယ်ဘယ်ချင်းမဆိုးပေါ့နော်ကိုကြိုက်တဲ့ချင်းသွင်းလို့ရတဲ့မန္တန်သုံးဖို့ပဲဖြစ်ပါတယ် ပထမတစ်ခုကတော့နေမြုံကြည်ပြီးသွင်းမှာဖြစ်ပါတယ်ဗျအဲ့တော့အဲ့အဲ့နေ့တော့ရေမိုးချိုးမယ်အမေသားနဲ့အရက်ရှောင်းမယ်ဖြစ်နေတက်တက်လို့စားမယ်အဲ့နေ့တရက်ပေါ့နော်ငါဒါလေးကို108ခေါက်ပြောင်းယူမယ်နော်တန်နေပြောင်းယူမယ်ရေမိုးချိုးပြီးကိုယ့်ရဲ့ဖခင်ကျောင်းဆောင်ရှိမှာပဲတင်လို့ရတယ်တော့မို့ကျွန်တော်တို့ကနေယူကြည်ပြီးယူရမှာဆိုတော့ကျွန်တော်အပြင်ထွက်လို့ရတယ်နော်အပြင်ထွက်မယ်ပထမဆုံးယူရမယ့်မန်တန်ကတော့နေမင်းယွန်ကြည်ပြီးယူပါဗျအဆောင်လက်ဖွဲ့လေးကိုတင်ကျင်တာလေးကိုခြင်ထားပါအုံတူရီယောတူရီယောရုတ်တေရုတ်တေ တိဟုံတိဟုံအုံသူရိယောသူရိယောရုတ်တေရုတ်တေတိဟုံတိဟုံအုံသူရိယောသူရိယောရုတ်တေရုတ်တေတိဟုံတိဟုံဆိုပြီးတရားရှိခေါမင်းစင်များမန်းမန်းပြီးရောအသက်သွင်းလိုက်ပါဒါနေဘယူရလဲမန်တန်ပဲဖြစ်ပါတယ်ညာဘယူရမယ်မန်တန်တော့လာမင်းုံကြည်ပြီးယူပြရမှာဖြစ်ပါတယ်လာမင်းုံလာမင်းမရှိရင်တော့မရွတ်ပါနဲ့နော်ရှိရင်တော့ရွတ်ပါအဲ့တော့လာမင်းကျွန်တော်တွေရှိနေတဲ့အချိန်ဒီမှာယူလို့ရပါတယ်လာအကွေလေးအသေးလေးလည်းရနော်ကိစ္စမရှိပါဘူး မတော့လာမင်းကိုကြွေးပြီးရွတ်မယ်မန်ကတော့အုံစန္ဒယောစန္ဒယောယုတ်တိယုတ်တိတိဟုံတိဟုံအုံစန္ဒယောစန္ဒယောယုတ်တိယုတ်တိတိဟုံတိဟုံအုံစန္ဒယောစန္ဒယောယုတ်တိယုတ်တိတိဟုံတိဟုံပဲဖြစ်ပါတယ်ဒါ ਉਹ လေကျွန်တော်တရားရှိခေါမန်မီအသက်သွင်းရမှာဖြစ်ပါတယ်ဒါတော့ လာမြုံကြည့်ပြီးရောမှန်တယ်ဖြစ်ပါတယ်နောက်ထပ်မှန်တဲ့တပုတ်ကတော့ပြင်ကျွန်တော်အချိန်နေနေရက်တွေနေရာတွေမလိုပါဘူးကြိုက်တဲ့ချိန်ကြိုက်တဲ့နေရာမှာကျွန်တော်ရုပ်ဘက်ပေါင်းများလို့ရပါတယ်ရုပ်ဘက်ပြီးရောတင်လို့ရပါတယ်ပေါ့နော်တူတော့နေညတွေမလိုဘူးနေမြုံကြည့်ကြလည်းမလိုလာမြုံကြည့်ကြလည်းမလိုဘူးကိုယ့်ရဲ့ဖះအကြောင်းဆောင်ရှိမှပဲတင်လို့ရပါတယ်ဗျတူတော့အုံဤတုဤတုတပ်ပရဏဤတုဒါလေးပဲဖြစ်ပါတယ် ုံဤတုဤတုတပ္ပရဏံဤတု အုံဤတုဤတုတပ္ပရဏံဤတုအုံဤတုဤတုတပ္ပရဏံဤတုဆိုပြီးဒီဟာလေးကိုလည်းကျွန်တော်တို့ကတရားရှိခောက်ယမန်မီတင်ပြမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တွေတော့ဒီဒီသုံးမသလုံးတင်နိုင်ပိုကောင်းပါတယ်တချို့ကလည်းနေပဲပဲတင်တော့တပုတ်ပဲတင်ပါတယ်ကိစ္စမရှိပါဘူးရပါတယ်ဗျအဲ့တော့သုံးမသလုံးတင်လဲရပါတယ်တပုတ်တည်းတင်လဲရပါတယ်ဗျ အားလုံးကျေးဇူးတင်ပါတယ်ဒါဆိုကျွန်တော်တို့ရဲ့ကင်နာတဲ့အဆောင်လက်ဝက်အင်းရန်ခလက်လက်ဝက်ခံဝင်ရုပ်စားတဲ့အရာအားလုံးကအဲကျွန်တော်တို့တွေဆောင်ထားတဲ့ကင်ထားတဲ့ကျွန်တော်တို့မှရှိနေတဲ့ခံမြက်နဲ့ပတ်သက်တဲ့ခံမြက်နဲ့ဆိုင်တဲ့ပစ္စည်းတွေအားလုံးကအသက်တွေဝင်လို့ကျွန်တော်တို့အသက်တွေဝင်ပြီးအစွမ်းတွေပြပြီးကျွန်တော်တို့အတွက်အကောင်းကျိုးလေးတွေဖြစ်ဖြစ်လာမှသိကြပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျကဲမိတ်ဆွေများလည်းဒီအားလေးကို အာကျွန်တော်တို့ရုပ်ပေါ်ပေါ်များပြီးတော့အသက်အသက်သွင်းတက်ပြီးထင်ပါရယ်အားလုံးကျေးဇူးတင်ပါရယ်ဗျမင်းစီမလည်းရုပ်ပေါ်ပေါ်မလို့တော့ကာရမန်နံပါတ်ရှိတဲ့ခမမရေခဲ့မိခဲ့တောင်းခဲ့ပါဗျကျွန်တော်ခုလိုပဲပြန်လည်မြောက်ပေးပါရယ်စင်မီတို့ကြတဲ့တဲ့နဲ့ Lion Square နေပြီးအားပေးကြပါဦးခမရအားလုံးကိုကျေးဇူးတင်ပါရယ်ဗျ